အဆောင်လက်ဖွဲ့ဆိုရင်ကောင်းပါပဲဆိုပြီးမစင်မခြင်းဆောင်ပြီလို့ဒုက္ခရောက်ခဲ့ရတဲ့မိသားစုတစုအကြောင်းကိုတင်ဆက်ပေးပါမယ်။တခါတော့ကမိသားစုတစုမှာတယောက်တစ်လက်စီဖြားနာနေကြပါလေ။တယောက်ဖြားလိုက်တတ်တာကားသာရှိသေးတယ်။နောက်တစ်ယောက်ကဖြားလိုက်နဲ့မိသားစုတစ်ခုလုံးဒုက္ခများနေပါလေ။ဆေးကန်းဆိုတာအိမ်နဲ့ချောင်းပေါမတက်ပါပဲ။ဒါနဲ့နားနယ်ချီပြီးကြာရတာမဟုတ်သေးပါဘူးဆိုပြီးမိတ်ဆွေတွေတိုက်တွန်းလို့ ရွှေညောဆရာတယောက်ကိုပင့်ပါတယ်ဆရာဖြစ်သူကအင်တော်ဦးစီးကို6လောက်ဆင်းခိုင်းပြီးစစ်ပါတယ်ဒီမှာအတိုက်ရှိရင်6လောက်မှာကတ်ထားစမ်းဆိုပြီးအမိန့်ပြန်ပါတယ်ကဲ6လောက်ကိုမကြည်စမ်းဆိုပြီး6လောက်ကိုမခိုင်းတာဒူးတွေတုံပြီးချွေးပြန်လာတဲ့အထိမပါတယ်6လောက်ကလှုပ်မရပါဘူးကဲကဲဒီရင်ရဲ့လှေကားမှာအတိုက်ရှိရင်ကတ်ထားဆိုပြီးအမိန့်ပြန်ပါတယ်6လောက်ကလှုပ်လို့ရပါတယ် ဒါဆိုအိတ်ခန်းထဲမှာအတိုက်ရှိရင်ကတ်ထားလို့အမိန်ပြန်ပါတယ်ခြေောက်ကလှုပ်လို့ရတော့မှာပဲဒီလိုနဲ့ဆရာဖြစ်သူကတအင်းလုံးစစ်စစ်ဆက်ဆက်စစ်ပါတယ်အတိုက်ရှိတဲ့နေရာကို ရှာမတွေ့ပါဘူးနောက်ဆုံးဖျားစင်နေရာပဲစစ်ဆရာကြံပါတော့တယ်ဆရာကဖျားစင်မှာအတိုက်ရှိရင်ခြေောက်မှာစင်းကတ်ထားစမ်းဆိုပြီးအမိန်ပြန်ပါတယ်ကဲခြေောက်ကြွကြည့်စမ်းဆိုပြီးခိုင်းတာခြေောက်ကလှုပ်မရတော့ပါဘူးဖမ်းလို့မိတော့တာပါပဲဖျားစင်မှာဖျားစင်နုနဲ့ဖျားပုံတော်တွေပြင် မရှိသေးတယ်လို့ဆရာကအင်သားတွေကိုမြည်တော့ဘိုးတော်တွေပါချီးမြှင့်ထားတဲ့ကြီးပြားတပြားရှိလို့ဖះစင်ပေါ်တင်ထားတယ်လို့ဖြေတော့မှအင်းမြောက်ကိုယူလာခိုင်းပါလေဆရာကအင်းမြောက်ကိုစစ်ကြည့်ပြီးဒီအင်းကိုဘလူးဆောင်နေစွန့်ပြရမယ်ဆိုတော့အင်ရှင်ကဒီအင်းကိုယောဂီဘိုးတော်ကချီးမြှင့်ထားတာမစွန့်ပြလို့မရဘူးလားလို့စောဒကတက်ပါလေရှင်းပြလို့မရတဲ့အဆုံးဆရာကြီးကကဲကောင်းပြီခမရအဲ့ဒီကြီးပြားကိုကင်ထားဆိုပြီးကဲကြီးပြားကိုဆောင်းတဲ့အဆောင် ဘယ်ဘက်ခြေပေါ်မှာဆင်းကထားစမ်းဆိုပြီးအမိန်ပေးလိုက်တယ်ဆိုရင်ပဲအင်းရှင်ရဲ့ဘယ်ဘက်ခြေောက်ကလှုပ်မရတော့ပါဘူး။ဆရာကပြန်ဖယ်စမ်းဆိုပြီးအဆောင်ကိုဖယ်ခိုင်းပြီးမှရှင်းပြပါလေ။ဒီအင်းရဲ့အဆောင်ကတမာဒီဝလက်ကောင်းနေမြဲဆိုရင်ညစ်ပတ်နေတဲ့ဘယ်ဘက်ခြေပေါ်မှာကတ်မလား။အုံနောက်သုံးပြီးတွေးကြည့်လို့ပြောလိုက်ပါလေ။ခိုတာဝရင်သာနဲ့တွေကဒီအင်းမှာလာဆောင်ပြီးခမရတို့ကိုလာမစားနေရအောင်။သူတို့ကခမရတို့တပည့်တွေလား။ဒီအင်းရဲ့ခြေပြားကိုဆောင်ရွက်နေခမရတို့ကိုမဖြစ်မနေမစားဘူး။ တို့မှာတာဝန်မရှိဘူးလေတို့ကိုယ်ပိုင်ကုစုနဲ့တို့နှစ်စီးစဉ်ခံစားနေရလေဗျာတို့ကိုယ်ပိုင်ကုစုမှာခမရတို့ကျေးဇူးဗနပြားသားပါလို့အဲ့ဒီနှက်ကောင်းနှက်မြတ်တွေကခမရတို့ကိုစောင့်ရှောက်ဖို့ဘလို့တာဝန်တွေရှိရမှာလဲတွေးကြည့်ဒီလိုနှက်တွေမဆရာခံရင်နှက်တွေလေးစားလောက်တဲ့ကိုကျင်တွေကနဲ့ဒါနသီလဘာဝနာဆောင်ထိန်ပြီးမြတ်တာဖို့အမျှဝေနှက်တွေချစ်လိမ့်မယ်မချစ်မရှိဘူးအဲ့ဒီကိုယ်ပိုင်သီလကမှနှက်ချစ်တဲ့အဆောင်စစ်စစ်တန်လျာတစ်လျှောက်အကျိုးပေးမှာနှက်တွေချစ်စေခြင်းရင် နတ်လူနေလေနတ်ကောင်းလက်မြက်တွေမဆရာခံရင်ကိုညင်တရားကောင်းအောင်ကြိုးစားဖြတ်လန်းနည်းမရှိဘူးတမာဒိဋ္ဌိမှန်သောအယူတမာဝါယမမှန်သောအကျင့်ကိုသာအထုတ်ဖို့ရှိတာကိုယောဂီဝတ်စုံနဲ့ဘိုးတော်ဆိုတိုင်းသူတော်စင်ဆိုပြီးတဲ့မယုံနဲ့ယောဂီဝတ်စုံတို့ပိပြူစင်ကြယ်တို့လည်းမကဘူးတင်ကန်းဝပြီးရဟန်းရောင်ဆောင်ထားတဲ့အောင်လန်းဆရာတွေမှပုံးလို့အဆောင်ဆိုပြီးကြေးပြားပေလိအယုတ်တွေဆောင်အိမ်နဲ့အတိုက်တွေတဲလာအရန်လွဲတာပဲအင်းနေချန်နေမှာ အိမ်ဆောင်နဲ့ခြံဆောင်နဲ့တွေရှိကြတယ်တာဝရင်သာနဲ့တွေတော့တကူးမကြည့်တဲ့တိုင်အောင်ဒီနဲ့တွေကအိမ်ခြံဝင်းနဲ့အိမ်သားတွေကိုသူတို့မှာရှိတဲ့ကမ္မစစ်တီတကူးနဲ့တတ်နိုင်သမျှစောင့်ရှောက်တယ်အင်ရှင်ရဲ့ကိုရှင်တရားနဲ့ကုသိုလ်ကောင်းမှုပေါ်မူတည်ပြီးသူတို့တကူးဟာလည်းကြွားချားတယ်အင်ရှင်ကကုသိုလ်ကောင်းမှုပြုရင်သူတို့လည်းအရှင်ဝါတက်လာပြီးသူတို့တကူးနဲ့အင်ရှင်ကိုပြန်ပြီးစောင့်ရှောက်တာလူနဲ့နဲ့ကအဲ့ဒီလိုအညမညအပြန်အလှန်မိခိုးရင်းလောကနှစ်ခုတဟဇာတာဖြစ်အောင်နေကြရတာ အင်းရှင်ဟာအကုသို့အမှုပြုပံများရင်ဒါမှမဟုတ်အတိတ်ကပြုခဲ့တဲ့အကုသို့အားကြီးမားလွန်းရင်အိမ်ဆောင်တဲ့ခြံဆောင်တဲ့တွေကအင်းရှင်ကိုမဆောင်ရှောင်နိုင်ကြတော့ဘူးဒါကတမာရိုးကြဖြီရိုးပြစင်ပြော့ပြတာအခုကခမရတို့အိမ်မှာဖြစ်နေတာကဖြီရိုးပြစင်မဟုတ်တဲ့ထူးခြားဖြစ်စဉ်ဒီအိမ်ဒီခြံကိုဆောင်ရှောက်တဲ့နေတွေကသူတို့ဆောင်ရှောက်မဲ့ဒီပိုင်တိုက်ကိုမတက်ဆိုင်တဲ့ဖော်ဘလူးနာနာဘဝတွေချင်းမချနိုင်အောင်သူတို့အမြဲကာကွယ်ပြီးသားတော်ယုံနာနာဘဝကတော့သူတို့အသာလေးနိုင်တယ်အခုအဆောင်ဆိုပြီး အိမ်ကလူကအဆောင်ဆွဲနေတဲ့အင်းများကိုအိမ်နဲ့ဒဲလာတယ်အင်းရှင်ကဒဲလာမှတော့အိမ်ဆောင်နဲ့ခြံဆောင်နဲ့ကလည်းဘာမှမတတ်နိုင်ပဲလက်မှန်ချရရောအိမ်သားတွေကိုဘလူးကနှိပ်စက်နေသမျှထိုင်ကြည့်နေရရောသူတို့တားရင်တော့ဘလူးကငါ့ကိုအင်းရှင်တွေကခေါ်သွင်းလာတာဆိုပြီးအာခံရင်သူတို့နဲ့တည်းမတတ်နိုင်ကြတော့ဘူးလေယောဂါပဲရဖြစ်စီသလားဆိုတော့ယောဂါဖြစ်စီခြင်းအကြောင်းရင်းကတာမန်ဗတ္တိတိယဗိုက်တဲ့ဆိုလို့ကတော့ လောကရဲ့ဆရာမနေကုရင်ပြောက်တာပေါ့ဒါပေမဲ့ယောဂါပြီးနေတဲ့ပိုးမွားကတွေးသားမဟုတ်ပဲနာနာဘဝဆိုရင်နာနာဘဝကိုနှင်မှယောဂါပြောက်တော့မှာပေါ့မကောင်းဆိုးဝါးတဲ့လူကတမိုးအောင်တဲ့ရှင်တွဲမနေအပ်ဘူးသူတို့ကတူတူရှိတဲ့လူတွေရဲ့အသွေးသားကိုတငွင့်ငွေစားသုံးပြီးချမ်းသာပျက်စီးအသက်တိုးစေတယ်နာနာဘဝနဲ့တူတူတမိုးအောင်တဲ့အရန်တားမရှိပဲတရက်နေရင်တရက်အသက်တိုးတယ်လို့လူဘိန်းသားတွေလွယ်အောင်မှတ်ပြီးတော့ဒါကြောင့်နှင်ပြရမယ် ဒီခြေပြားကဘလူးဆွဲမြဲနေတဲ့ပိုင်တိုက်ဖြစ်တာမို့ခြေပြားရှိသမျှဘလူးရှိနေမှမလို့ဒီခြေပြားကိုမဆောင်အပ်ဘူးမှတ်သားစရာကအဆောင်လက်ဖွဲ့အင်းအစရှိတာတွေလည်းမှာအဆောင်တွေကရှိတတ်ကြတယ်ဒါကကိုကထိန်းချုပ်နိုင်တဲ့ပညာမတတ်တဲ့အခါမှာအခက်မသိရင်ကိုကသူတို့ပြုသမျှနှုတ်ရတဲ့တားကောင်ဖြစ်ပါလေရောအဲ့လိုဆရာကြီးကဆုံးမလိုက်မှအင်းရှင်ကဘလူးအဆောင်နေနေတဲ့ခြေပြားအင်းချက်ကိုဆရာကြီးစီအပ်ပါလေ အခုတကူလာပြည်နေကမှ ဆုံးသွားခဲ့တဲ့မုဒုံကွေဝိုင်းရွာကရွှေညောင်ဆရာကြီးအဖိုးဦးကျော်၏အတိုက်ရှင်းတာကိုတွေ့ဘူးမြင်ဘူးသမျှပြန်လည်ဖော်ပြပေးရခြင်းဖြစ်ပါလေအတိုက်မိနေတဲ့သူတွေကိုလက်ဖြားနဲ့တောင်မတူပဲကုသွားတာကိုတွေ့ဘူးပါလေအဲ့ဒီကြေးပြားကိုဆွန့်ပစ်ပြီးရေမန်းတရတာနဲ့ဖြားနေတဲ့အင်ရှင်ရဲ့သမီးဟာနာယီဝအတွင်းအရှင်းအဖျားပြောက်တာပါပဲနောင်အဲ့ဒီအင်သားတွေလည်းထပ်မဖြားလာတော့ပဲချမ်းသာရရကြပါလေအသက်ရှိပြီးယောဂကင်းရဲ့ကြီးပွားခြင်း တက်ပင်ဆိုင်ငါမီးရဲ့တက်ပင်ဆိုင်တော့အရေးရတယ်ကျင်းငါလေးတွေမှီခွေရရတယ်လူတွေမသိတာကတက်ပင်ကိုမှီပြီးဗိမာန်ဖွဲ့နေရတဲ့ရုပ်စိုးနဲ့တွေကတက်ပင်ဆိုင်တဲ့သူကိုကျေးဇူးရှင်အမှတ်နဲ့အမြဲမြတ်တာထားဆောက်ရှောက်ကြတာပဲမင်းနေမင်းတွေးကြည့်လေမင်းနေဖို့တိုက်ကြီးကွန်တိုကြီးလက်ဆောင်ပေးတယ်ဆိုရင်မင်းကလက်ဆောင်ပေးတဲ့သူကိုတစ်သက်လုံးကျေးဇူးမတင်ဘူးလားဒီလိုပဲပေါ့မင်းရဲ့သူတို့လိုမျိုးငါတို့လူသားတွေနဲ့အပြန်အလှန်အင်ညမညအမိခိုနေရတဲ့ရုပ်စိုးတွေအတွက် မင်းဆိုင်ပြီးတဲ့တစ်ပင်ကမင်းအတွက်ဘာမှမဟုတ်ပေမဲ့သူတို့အတွက်ကကွန်တိုတက်အဖိုးတန်ပြီးတာကိုတခါတစ်ပင်ခုတ်တဲ့သူတွေကိုလက်တွေကမုံညာပြန်ရောမင်းနေတဲ့အင်ကိုငါဖြူရင်မင်းမုံပါပေါ့အဲ့လိုပဲတစ်ပင်တွေကိုခုတ်ရင်လဲနေစရာအစားပြီးပြီးမှခုတ်အပ်တယ်ဒါကနတ်လောကနဲ့လူလောကနှစ်ခုကြားလိုက်နာအပ်တဲ့လှုပ်ထုံးမယ်ဆိုတဲ့သုံးပါးစကားကလည်းနားထဲကမထွက်အဖိုးဆုံးတော့သိကျင်တာဒီမေးလို့မရတော့ဘူးပေါ့လေအားလုံးကံကောင်းကြပါစီတပ်ပေသက်တာကာမတက္ကရာ ဒါကြောင့်အခုလိုမျိုးအဆောင်ဆိုတိုင်းဟိုပုဂ္ဂိုလ်ကပြီးတယ်ဆိုတိုင်းဒီပုဂ္ဂိုလ်ကပြီးတယ်ဆိုတိုင်းမစင်မခြင်း မစင်မစားနဲ့အိမ်မှာမထားကြပါနဲ့အထူးသဖြင့်ဘုရားရှင်ဘုံမှာဘာမှမသိတဲ့အရာတွေကို မတင်ကြပါနဲ့ဘုရားရှင်ဆိုတာအင်တင်ရဲ့အမြင့်မြတ်ဆုံးနေရာဖြစ်တာကြောင့်မလို့ဒီလိုနေရာမျိုးမှာမြင့်မြတ်တဲ့ရသော်ဘုရားနဲ့ဆိုင်တဲ့ယရနာသုံးပါးနဲ့ဆိုင်တဲ့အရာဝတ္ထုမျိုးပဲရှိတယ်ပါလေ ်ဘာမှန်းကြမ်းမှမသိဟိုပုဂ္ဂိုလ်ကပြီးတယ်ဒီပုဂ္ဂိုလ်ကပြီးတယ်ဆိုတိုင်းဖျားစင်ပေါ်မှာတင်ထားရင် အခုလိုမျိုးမဖြစ်တင်တာတွေဖြစ်တတ်တာမို့လို့ပြည့်တယ်များစင်ငင်နိုင်ကြစီဖို့ပြန်လဲညှဝေပေးလိုက်ရပါလေခင်ဗျာအားလုံးနှစ်သက်မှာအစဉ်ပြေအောင်မြင်ချောမွေ့ကြပါစီ